ိုင်းမှာပဲနေနေမလေးမှာပဲနေနေစင်ကာပူမှာပဲနေနေကိုရီးယားမှာပဲနေနေဘယ်မှာပဲနေနေကျွန်တော်တို့ပတ်စံရှာရဲ့နီလန်သိရင်တော့ကျွန်တော်တို့အလွယ်တကူပတ်စံရှာလို့ရအဓိကကျွန်တော်ပတ်စံရှာခြင်းတော့အရင်ဆုံး idea အရင်အရေးကြီးပါတယ်အဲကြောင့်ကျွန်တော်တို့ကပတ်စံရှာခြင်းနဲ့ဆိုတော့ဒီတိုင်းနေရလို့မရပါဘူးကျွန်တော်တို့ပြေးပြေးယူသားရင်လည်းကျွန်တော်တို့အလွယ်တကူပတ်စံရှာလို့ရပါတယ်ခင်ဗျာကျွန်တော်ထိုင်းမှာနေတဲ့ပတ်စံရှာလို့ရစင်ကာပတ်စံရှာလို့ရမလေးမှာ ဆက်ရှာလို့ရတယ်ရတယ်ဘယ်မှာနေနေပတ်ဆက်ရှာလို့ရတယ်ကိုကိုယ်တိုင် vlog တွေရိုက်မယ်အဓိကကကို public ကိုထွက်မယ် vlog တွေ video တွေစသဖြင့်ဗျာကိုရိုက်တဲ့ video တွေကလုံးဝကိုတန်ဖို့ရှိတယ်လူတိုင်းအတော့ပြုနိုင်မယ်ဆိုရင်တော့ကိုအတွက်လည်းပို့ပြီးတော့အကျိုးရှိတယ်ကိုပိုင်လည်းဖွင့်ဖို့ရှင်ဝယ်မယ်ပေါ့ဘာဒီကကထိုင်းမှာပဲနေမလိမ့်မှာပဲနေနေ single မှာပဲနေနေပဲမှာပဲနေနေကျွန်တော်တို့အဲ့လိုတကူဝယ်ငွေချလို့ရပါတယ်ခင်ဗျာကိုကဟာပြင်ရမတက်လို့ ငါမချနိုင်ဘူးနော်နော်နော်ပညာလည်းမစားဘူးလို့ကျွန်တော်ဝင်ခွင့်ရှာရဲ့နေလာကတင့်တော့တအားလွယ်ကူပါရဲ့ဒါကြောင့်ကိုကဘယ်လိုပဲဖြစ်နေဖြစ်နေဝင်ခွင့်ရှာချင်တယ်ကိုကအရေးချင်းတစ်ခုတိဆောက်ပြီးတော့ကိုက brand တစ်ခုကိုတိဆောက်ပြီးတော့ကိုကစူးစမ်းပြီးတော့ဝင်ခွင့်ရှာချင်တဲ့သူတွေအတွက်တအားအဆင်ပြေပါရဲ့ဒါကြောင့်ကိုကထိုင်းမှာနေတယ်စင်ကာပူမှာနေတယ်ကိုရီးယားမှာနေတယ်သာသဖြင့် ဘယ်မှာပဲနေနေကျွန်တော်တို့ရပါတယ်ခင်ဗျာဖယ်ပါပဲနေစူးစမ်းမယ်ဆိုတော့ကျွန်တော်တို့အရာရာတိုင်းကဆိုရယ်ကုနေပါတယ်အများလုံးလုံးနေလို့ကိုကအချိန်မရဘူးသူများလုံးလုံးနေလို့ကိုကကျွန်တော်တို့တနေ့တနေ့ကိုတနေ့အနည်းဆုံး15မိနစ်9မိနစ်အားပြီးစပါနဲ့ကျွန်တော်တို့ လုပ်ငန်းတစ်ခုကိုလေးလာလို့ရပါတယ်ကိုကဘာလုပ်ချင်တာလဲကိုဘာကျွမ်းကျင်လဲကိုဘာနားလဲလဲအဲ့ဒါငါစပြီးတော့ကျွန်တော်တို့ကျွမ်းကျင်အောင်အများကြီးလုပ်လို့ရပါတယ်ဒီတိုင်းနေမယ်စပြန်ပြန်မှာကျွန်တော်တို့ကျွမ်းကျင်နိုင်တဲ့စကေးတွေကအများကြီးလေးလာလေးလာနေနိုင်တယ်လို့မကုံပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ကတိုးတက်ချင်တဲ့အောင်မြင်ချင်တဲ့အတိုင်းမှာဖြစ်နေနေစင်ကာပူမှာဖြစ်နေနေကိုရီးယားမှာဖြစ်နေနေတရုတ်မှာဖြစ်နေနေဘယ်မှာပဲနေနေကျွန်တော်တို့အတွက်အခွင့်အရေးဆိုတာအများကြီးရှိပါတယ်တကယ်စူးစမ်းမယ်ဆိုတော့ကျွန်တော်တို့လက်တွေ့ဘဝမှာလောကကိုမဖြစ် ြစ်ဘူးဆိုတာမရှိပါဘူးမဖြစ်သေးတာပဲရှိပါကျွန်တော်တို့စ조사နိုင်တယ်တကယ်လုံးနိုင်မယ်တကယ်ဗျာဒီအမှာ performance အဖြစ်ဖြစ်နေကိုကိုယ်တိုင်조사မယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်နိုင်ငံမှာပဲနေနေကျွန်တော်တို့လွယ်ကူပါ team အဓိကကိုယ်မှာရည်ချင်းရှိမယ်ဆိုရင်တော့ကျွန်တော်အဲ့ဒီအရေးအရှင်းကိုထုတ်ပြဖို့ကလွယ်ပါတယ်ဘယ်နိုင်ငံမှာပဲနေနေဘယ်ကိုပဲရောက်ရောက်ကျွန်တော်တို့ကအလွယ်တကူပတ်စံရလို့ရပါတယ်ဒါကြောင့်ဟိုကဘယ်လိုမှအခြေမရှိဘူးမလုံးနိုင်ဘူး ငါဘာမှမဖြစ်ဘူးအဲ့လိုတွေးလို့မရအောင်နော်ကျွန်တော်တို့လုံးနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်အရေးတွေးအရေးချင်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အချိန်နဲ့အများပြောင်းလဲလာတာနဲ့ပြန်ကျွန်တော်တို့တဖြည်းဖြည်းကြိုးစားလို့ရပါတယ်အဲ့ကြောင့်မို့ကိုကအပေနိုင်ငံမှာပဲနေနေကျွန်တော်တို့အကျိုးရှိမယ့်အရာတွေကိုလုပ်မယ်ဆိုရင်တော့အကျိုးရှိပါတယ်အကျိုးမရှိမယ့်အရာတွေကိုလုပ်မယ်ဆိုရင်တော့အကျိုးရှိပါဘူးဒါကြောင့်ကိုကထိုင်းနဲ့မှနေလေပတ်ဆက်ရှာလို့ရတယ်စင်ကာပူကနေလေပတ်ဆက်ရှာလို့ရမလေးရှားနိုင်ငံမှာနေလေပတ်ဆက်ရှာလို့ရဘယ်မှာပဲနေနေကျွန်တော်တို့ပတ်ဆက်ရှာလို့ရပါတယ်အဲ idea is the bad idea အကောင်းမွန်ကြီးကျွန်တော်တို့အလွဲတကူပတ်စံရှာရဲ့နီးလန့်တွေကအများကြီးရှိပါတယ်ခင်ဗျာသင်ကပတ်စံရှာခြင်းနဲ့ဝင်ငွေရှာခြင်းနဲ့ကိုပါအရေးအချင်းကိုထုတ်ပြခြင်းနဲ့သူတွေတို့ဒီဗီဒီယိုလေးကအကျိုးရှိနိုင်မယ်နောက်ပိုင်းနေကျရင်ကျွန်တော် idea ကိုဘယ်လိုထောရမလဲပတ်စံဘယ်လိုရှာရမလဲဝင်ငွေလမ်းကြောင်းတကူမှာကိုကဘယ်လိုရက်တည်ပြီးတော့ရှေ့ဆက်ရမလဲကိုကပြည်ပမှာရောက်နေလို့နိုင်ငံခြားမှာရောက်နေလို့အလွဲတကူပတ်စံရှာလို့ရပါမလားမင်းတို့ရဲ့သူတွေအကုန်လုံးရပါတယ်အဲ့တော့ကမပူပါနဲ့ကျွန်တော်ဘက်ကနေလည်းအက ောင်းမွန်ဆုံးနဲ့အဲအဓိကပြကျွန်တော်လုတ်ပေးတယ်လုတ်ပေးရဆိုတော့ထိုင်းနိုင်ငံမှာပဲနေမလေးမှာပဲစင်ကာပူမှာပဲနေလေကျွန်တော် idea ကြီးဘယ်လိုထုတ်ရမလဲစသဖြင့်ကျွန်တော်အားလည်းပြောပြပေးပါတယ်အဓိကဗီဒီယိုလေးကိုကြည့်ရှုရသူတွေအတွက်အကျိုးအများကြီးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်ချင်းတွေကိုလည်းများများရှိပါတန်ဖို့ရှိပါနောက်ထပ်ဗီဒီယိုတွေမှာလည်းအကောင်းဆုံးနဲ့အများဆုံးပြန်တွေ့ပါမယ်ဗျာ okay bye bye